စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံတဝန်းအရက်သားတည်ဆုံမှုဟာစကိုင်းတိုင်းထဲမှာအများဆုံးဖြစ်တယ်လို့ Data for Myanmar ကထုတ်ပြန်ထားပါတယ်။ Data for Myanmar ရဲ့ Matchla 12ရက်နေ့ထုတ်ပြန်ချက်အရ2023ခုနှစ် Matchla ကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းစကိုင်းတိုင်းဒေသမှာအကြမ်းဖက်မှုတွေကြောင့်အရက်သား9300ကျော်တည်ဆုံခဲ့ပြီး3800နီးပါးဒဏ်ရာရခဲ့ပါတယ်။ ဒါပြင်2025ခုနှစ်ဇန်နဝါရီလအတွင်းစကိုင်းတိုင်းထက်ကမြို့နယ်22ခုမှာအရက်သား43ရောက်တည်ဆုပ်ခဲ့ပြီးဒဏ်ရာရသူ66ရောက်ရှိခဲ့ပါတယ်။စကိုင်းတိုင်းထက်မှာရွှေဘူခရိုင်ကအရက်သားတည်ဆုပ်မှုအများဆုံးဖြစ်ပြီးတည်ဆုပ်သူ1400ကျော်ရှိခဲ့ပါတယ်။မော်ရွာနဲ့စကိုင်းခရိုင်မှာတည်ဆုပ်သူ600ကျော်စီရှိခဲ့ပြီးကံဘလူးရင်းမပင်နဲ့ကလေးခရိုင်မှာလည်းတည်ဆုပ်သူအယောက်900ကျော်ရှိခဲ့ပါတယ် အယက်သားတည်ဆုံမူးစုစုပေါင်းရဲ့83ရက်ခိုင်နှုန်းဟာအယက်သားတွေကို ပြင်းထန်ထားတက်ဖြတ်မှုတွေကြောင့်ဖြစ်ပြီး27ရက်ခိုင်နှုန်းကတော့လက်နက်ကြီး၊ drone ၊ mine နဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်အယက်သား428ယောက်တည်ဆုံခဲ့ပြီး932ယောက်ဒဏ်ရာရခဲ့ပါတယ်။အယက်သားတည်ဆုံသူတွေထဲမှာအသက်18နှစ်အထက်အမျိုးသားက90ရက်ခိုင်နှုန်းရှိပါတယ်။အမျိုးသမီးနဲ့ကလေးငယ်တွေတည်ဆုံရတဲ့အဓိကအကြောင်းရင်းကတော့ လက်နက်ကြီး၊ drone ၊မိုင်းနဲ့ဒေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပါတယ်။ဒီလိုအကြမ်းဖက်မှုတွေဟာစကိုင်းတိုင်းရဲ့မြို့နယ်အများအပြားမှာဆက်လက်ဖြစ်ပွားနေပြီးအရက်သားတွေရဲ့ဘဝနဲ့လုံခြုံရေးကိုကြီးမားစွာချိန်ချောက်နေတယ်လို့ဆိုပါတယ်။